ဒီနေ့တော့ကျွန်တော်တို့တည်ထားသမျှသမိုင်းတွေကိုလုံးဝပြောင်းပြန်လှန်ပြစ်မဲ့ကမ္ဘာအကြီးဆုံးရှေးအကြဆုံးပိရမစ်ကြီးရဲ့လှုပ်ဝက်စမ်းကျင်ဇာတ်လမ်းတစ်ပုဒ်ကိုပြောပြချင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းကဂန်လန်ပန်လန်လို့ခေါ်တဲ့တောင်ကုန်းကြီးအကြောင်းပေါ့။အရင်တုန်းကလူတွေကဒါကိုတာမန်တောင်ကုန်းတစ်ခုလို့ပဲထင်ခဲ့ကြပေမဲ့အမှန်တရားကအဲ့ဒီတောင်ကုန်းကြီးရဲ့အောက်မှာနှစ်ပေါင်းထောင်ကြီးဖုံးကွယ်နေကြတာပါ။ဒီတောင်းကိုနားထောင်ပြီးလူသားရဲ့သမိုင်းကငါတို့တည်ထားတာတက်အများကြီးပိုရှေးကြနေပါလားလို့တွေးမိလာပါလိမ့်မယ်။ မင်္ဂလာပါခင်ဗျာဘာမဆမ်းများကနေပြန်လေကြိုဆိုလိုက်ပါရင်ဒီဇာလန်က1934ခုနှစ်မှာဟော်လန်ကိုလိုနီအရာရှိတအုပ်တောင်းရာကနေစတင်ခဲ့တာပါအဲ့ဒီထင်ကဒေသခံတွေကြားမှာပြန်နှံ့ပြီးသားဒဏ္ဍာရီတစ်ခုရှိပါတယ်ပျောက်ဆုံးနေတဲ့နန်းတော်ဟောင်းကြီးတစ်ခုအကြောင်းပေါ့အဲ့ဒီအရာရှိကလည်းဒီပဆက်ရာဇဝင်တစ်ခုကိုလိုက်လံရှာဖွေနေသူတယောက်ပေါ့အဲ့ဒီနေ့မှာတော့သူယုံကြည်ထားတဲ့နန်းတော်ပျောက်ကြီးကိုရှာဖွေနေနေပဲထူးသန်းတဲ့တောင်းကုန်းတစ်ခုကိုမတော်တဆတွေ့လိုက်ရပါတယ်ဟုတ်ပါတယ်ကြောက်တုံးတွေကလူတွေတမင်စီမံအလှဆင်ထားတယ်လို့မျိုးလက်ရာတွေအပြည့်နဲ့ပေါ့ တောနယ်ကြီးထဲမှာဒီလိုမျိုးလူလုံးလိုက်ရာတွေတွေ့ရတာကသူ့အတွက်အံ့ဩစရာပါအရာရှိကသူ့ရဲ့တွေ့ရှိမှုကိုချက်ချင်းပဲမှတ်တမ်းတင်ပြီးဟော်လန်ဆိုးရရဲ့ရှေးအောင်သုတေသနဌာနကိုစာပို့ခဲ့ပါတယ်ဒီအစီရင်ခံစာက1914ခုနှစ်ဟော်လန်ရှေးအောင်သုတေသနဌာနရဲ့ထုတ်ပြန်ချက်ထဲမှာပါဝင်ခဲ့ပြီးစိတ်ဝင်စားမှုတချို့ရှိခဲ့ပေမယ့်ဝမ်းနည်းစရာကောင်းတာကတော့အစိုးရဘက်ကဘယ်တရားဝင်လေ့လာရေးခရီးကိုမှမစတင်ခဲ့သလိုဒီနေရာကလည်းအနည်း60နီးပါးလောက်ထိလုံးဝမေ့လျော့ခံခဲ့ရပါတယ်အချိန်မတန်ခဲ့သေးပုံပါပဲဒီလိုနဲ့တစားတစားအချိန်တွေပြောင်းနှစ်တွေဟောင်းလာခဲ့တယ်ပေါ့ဗျာ။ အင်ဒိုနီးရှားလွတ်လပ်ရေးရပြီးတဲ့နောက်1989ခုနှစ်ကျမှဒေသခံရွာသားသုံးဦးကတောရဲမှာလမ်းလျှောက်ပြီးဒီနေရာကိုပြန်လည်တွေ့ရှိပြီးအစိုးရကိုအကြောင်းကြားလိုက်ပါတယ်။ဒီတခါတော့အစိုးရကအလေးထားခဲ့ပါတယ်။ရတနပတ်အနေငယ်တွင်မှာပဲရှေးအောင်အမွေနှင့်ထိန်သိမ်းရင်းနဲ့စီမံခန့်ခွဲရေးဌာနကအဖွဲ့တစ်ဖွဲ့နဲ့အတူအမျိုးသားရှေးအောင်ထုတ်ပြန်တဲ့နောက်ဘဟုဌာနကပညာရှင်တွေကိုပါဆေလုပ်ပြီးစုံစမ်းစစ်ဆေးခဲ့ပါတယ်။သူတန်းကြီးတဲ့ကပေါင်1300ကျော်အလေးချိန်ရှိတဲ့ကြီးမားတဲ့ကြောက်တောင်းတွေကတောင်ကုန်းပေါ်မှာစနစ်တကျစေထားတာကိုတွေ့ခဲ့ရပါတယ် ဒါဟာတဘာဝအတိုင်းဖြစ်ပေါ်လာတာမဟုတ်ပဲလူတွေတိဆောက်ထားတယ်ဆိုတာရှင်းလင်းနေပါပြီဒီနေရာမှာမထူညီတဲ့အဆင့်၅ခုရှိပြီးအဆင့်တစ်ခုချင်းစီကိုအထက်ပေါင်း380ရှည်လျားတဲ့လေကားတွေနဲ့ဆက်သွယ်ထားတာကိုလည်းတွေ့ရှိခဲ့ကြပါတယ်ဒီတွေ့ရှိမှုတွေကအံမခန်းစရာပါပဲဒါပေမဲ့ဒီထက်ပိုကြီးမားတဲ့အရာတစ်ခုကမြေကြီးအောက်မှာစံဆိုင်နေခဲ့ပါတယ်တမိုင်းကိုပြန်ရေးမဲ့တွေ့ရှိမှုများ အစောပိုင်းသုတေသနပညာရှင်တွေကမျက်နှာပြင်ပေါ်ကကြောက်တုံးအဆောက်အုံတွေကိုကြည့်ပြီးဒီနေရာက BC 2500ကနေ1500လောက်ကရှေးရောင်အခြေချနယ်မြေတစ်ခုဖြစ်နိုင်တယ်လို့အကြံပြင်ခံမှန်းခဲ့ကြပါတယ်။သူတို့ရဲ့ကြောက်ချက်တွေကအပေါ်ရန်ကအချက်လက်တွေအပေါ်မှာပဲအခြေခံထားတာဖြစ်လို့ဒီနေရာရဲ့အမှန်တရားကိုလုံးဝမဖော်ထုတ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့2017ခုနှစ်မှာတော့အင်ဒိုနီးရှားသိပ္ပံအဖွဲ့အစည်းကဘူမိဗေဒပညာရှင်ဒါရင်ဟေးလ်မန်နာတာဝီဂျာဂျာကဒီနေရာကိုလာရောက်စုဆောင်ခဲ့ပါတယ်။ သူဟာဘဝဉဉ်ကတောင်တွေနဲ့မတူပဲထူးခြားတဲ့ပုံတရံရှိနေတဲ့ဒီတောင်ကုန်းကိုတန်လျောက်ဝင်ခဲ့ပြီးမြေကြီးအောက်အနက်တနေရာထိတူးဖော်ပြီးသူ့တည်တနာလောက်ခဲ့ပါတယ်။သူ့ဖွဲ့ရဲ့ကာဗွန်တတန်းတိုင်းတာမှုအရပထမဆုံးအပေါ်ရန်အလွာမှာ BC 1500ကနေ900လောက်ပဲရှိတယ်လို့အဖြေရခဲ့ပြီးအရိဖြေကတိတ်ထူးခြားခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့နာတာဝီကြာကြာကလက်မလျှော့ပဲပုံနဲ့နဲ့ရှန်ရှန်တူးဖော်ခဲ့ပါတယ်။ တို့အဖွဲ့က ground penetrating radar GPR လို့ခေါ်တဲ့မြေကြီးထိုးပေါက်လေ့လာတဲ့ radar စနစ်နဲ့ core trailing လို့ခေါ်တဲ့မြေကြီးတွဲမိုင်းကနမူနာတွေထုတ်ယူတဲ့နည်းပညာတွေကိုအသုံးပြုပြီးစမ်းသပ်ခဲ့ပါတယ်။အဲဒီအခါမှာတော့တကယ်ကိုမယုံနိုင်စရာတွေးရှိမှုတွေပေါ်လာခဲ့ပါတယ်။မြေကြီးအောက်ကိုတူးဖော်ကြည့်တဲ့အခါအလွာလိုက်အလွာလိုက်လူလုံးအဆောက်အုံတွေထပ်ပါနေတာကိုတွေ့ခဲ့ရပါတယ်။နက်နက်တူးလေးရှေ့ကျတဲ့အရာတွေတွေ့လာရလေပါပဲ။နောက်ဆုံးမှာတော့နောက်ဆုံးအလွာကနှစ်ပေါင်း2800လောက်ရှိနေပြီဆိုတော့ကာဗွန်ဆက်လေးတက်တန်းစစ်ဆေးမှုတွေကလည်းအတည်ပြုနိုင်ခဲ့ပါတယ် ဒီတွေ့ရှိချက်ကကမ္ဘာသမိုင်းစာအုပ်တွေကိုလုံးဝအစ်စ်ပြန်ရေးခိုင်းတယ်လို့ဖြစ်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်တုန်းကလူသားတွေကကြောက်ခေဟောင်းကာလာမှာရှိနေပြီးအမဲလိုက်အစားစာရှာဖွေနေကြတာမို့ဒီလိုအရာမအဆောက်အုံကြီးကိုတည်ဆောက်နိုင်စွမ်းမရှိသေးဘူးလို့သမိုင်းပညာရှင်တွေကယူဆထားကြလို့ပါ။ပြောဝတ်စံကြတဲ့အဆောက်အုံရဲ့ဤပညာများဒီအောက်ကိုတူဖို့ကြည့်လိုက်တော့ဂန်နန်ပန်ဒန်ကရိုးရိုးတောင်ကုန်းမဟုတ်ပဲ area အနည်းဆုံး15ဟက်တာအထိကျယ်ပြန့်တဲ့အေယာမပိရမစ်ကြီးတစ်ခုဖြစ်နေတယ်ဆိုတာပေါ်လွင်လာခဲ့ပါတယ် အစားကတော့တင်းငယ်တဲ့ဒင်ယာလေးလိုပဲထင်ခဲ့ကြတာပါဒီပိရမိတ်ကြီးကအလွာ၅လွာပါပြီးအောက်ဆုံးအလွာမှာမြေရောက်ခန်းကြီးတွေလှိုင်ကောင်းတွေနဲ့ဖွဲ့စည်းထားတာကိုတွေ့ရှိခဲ့ကြပါတယ်ပညာရှင်တွေရဲ့တွေ့ချက်မှုအရအဲ့ဒီတောင်ကြီးရဲ့အတွင်းပိုင်းမှာအခန်းပေါင်းများစွာပါဝင်နိုင်တယ်လို့ခံမှန်းရပါတယ်ဒါအပြင်ဒီအဆောက်အုံကိုတိဆောက်ရမှာတုံးတဲ့ကြောက်တုံးတွေကပုံမှန်မဟုတ်ပဲအထူးပြုလုပ်ထားတဲ့ဘီလက်မီတစ်မျိုးနဲ့ဆက်ထားတာကိုလည်းတွေ့ရပါတယ်ဒီပိလက်မီမှာတန်တပ်ပါဝင်မှုမြင်မာတာကြောင့်အပူချိန်မြင်မာတဲ့မီးဘော်တွေနဲ့တက်ထုကိုအရေးကြိုးပြီးပြုတ်လုပ်ထားတာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ် ဒီလိုနည်းပညာမျိုးဟာတန်ခိမတန်ခိနှစ်ပေါင်းထောင်ကြီးကတည်းကတည်ရှိနေကြတယ်ဆိုတာကိုပြသနေပါတယ်။ဒါအပြင်ဒီနေရာမှာတွေ့ရတဲ့ကြောက်တုံးအချို့ကပုံမှန်ထက်ပုံမူပေါ်ပါနေတာကိုတွေ့ရှိခဲ့ရပါတယ်။အဲဒီကြောက်တုံးတွေကိုခောက်လိုက်တဲ့အခါအနောက်တိုင်းဂီတာစကေးနဲ့ကန့်ညီတဲ့အတန်တွေထွက်ပေါ်လာတာကိုလည်းတွေ့ရတာကြောင့်ဒီနေရာကရိုးရိုးအဆောက်အုံမဟုတ်ပဲအတန်ကိုအသုံးပြုတဲ့အရာတစ်ခုဖြစ်နိုင်တယ်လို့လည်းပညာရှင်တွေကယူဆနေကြပါတယ်။ဒီလိုအစင်းမြင့်နည်းပညာတွေပြင်ရှင်အိုးတွေလက်ဝဲရန္တနာတွေနဲ့ချက်ပြုတ်စားတော့အမဲလိုက်တဲ့ကရိယာတွေလိုမျိုးနေစဉ်သုံးပစ္စည်းတွေလည်းထပ်မံတွေ့ရှိခဲ့ပြီး အချို့ပစ္စည်းတွေကဘေးစီး9200လောက်ထိရှေးကျနေတာကိုလည်းတွေ့ခဲ့ရပါတယ်။ဒီတွေ့ရှိချက်တွေကကန်နန်ပန်နန်ကိုအခြေချနေထိုင်ရနေရာတစ်ခုအဖြစ်လည်းအသုံးပြုခဲ့တယ်ဆိုတာပြသနေပါတယ်။ပညာရှင်လောကရဲ့ပြင်းထန်တဲ့ကံကွက်မှုနဲ့အနာဂတ်ဒီလိုမယုံနိုင်စရာတွေ့ရှိချက်တွေထွက်ပေါ်လာတဲ့အခါမှာတော့တမယိုးချသမိုင်းကိုကင်ဆွဲထားတဲ့ပညာရှင်အများစုကပြင်းပြင်းထန်ထန်ကံကွက်ခဲ့ကြပါတယ်။ကမ္ဘာရှေးအကြဆုံးယဉ်ကျေးမှုဖြစ်တဲ့ဆူမာရီးယားယဉ်ကျေးမှု BC 4500ကနေ4000ထက်နှစ်ပေါင်း2000နီးပါးဆော့တဲ့ယဉ်ကျေးမှုတစ်ခုရှိနိုင်တယ်ဆိုတော့သူတို့ကလက်မခံချင်ခဲ့ကြပါဘူး။ဝေဖန်သူတွေကနာတာဝီချာချာရဲ့နီလန်းတွေနဲ့အချက်လက်ပေါ်အတိတ်ပဲဖွင့်ဆိုမှုတွေကိုမေးခွန်းထုတ်ခဲ့ကြတယ်လို့တချို့ကလည်းဒီတွေးရှိမှုတွေကကိုကြီးကိုယ်တော်ရီမန်းချက်ချောင်းအစွန်ရောက်ခဲ့တာလို့ဆွဆဲခဲ့ကြပါတယ်။အထူးသဖြင့် Ground Penetrating Radar GPR လိုမျိုးမြေကြီးထုတ်ပေါက်လေ့လာတဲ့နည်းပညာတွေကအနည်းနာကမီးအောင်မီးတောင်ဟောင်းရဲ့လှုပ်ရှားမှုတွေကိုအမှားယဉ်ဖတ်မိတာဖြစ်နိုင်တယ်လို့ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့နာတာဝီဂျာဂျာကတော့သူ့ရဲ့အချက်လက်တွေကခိုင်မာတယ်လို့ယုံကြည်နေစေပါပဲ။သူဟာဒီအငင်းပွားမှုတွေကိုရင်ဆိုင်ရင်းနဲ့ပဲဆက်လက်သူ့တည်တနာပြုခဲ့ပါတယ်။ Netflix ရဲ့ Asian Apocalypse ဆိုတဲ့မှတ်တမ်းရုပ်ရှင်စီးရီးမှာနာမည်ကျော်သတင်းစာဆရာ Graham Hancock ကဒီနေရာအကြောင်းကိုဖော်ပြခဲ့ပြီးနောက်မှာတော့ Gannan Pan ဟာကမ္ဘာတွင်းကလူတွေရဲ့စိတ်ဝင်စားမှုကိုပိုပြီးရရှိခဲ့ပါတယ်။ဒါပေမဲ့ဒီရုပ်ရှင်ကြောင့်လည်းပညာရှင်အတိုင်းအဝန်းကဝေဖန်မှုတွေပုံမပြင်းထန်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Graham Hancock ရဲ့အယူဆအရကဓမ္မယောဂရှီယောင်တုတ်တေသနပညာရှင်တို့ရဲ့အမြင်နဲ့ကွဲလွဲနေလို့ပါပဲ။ ဂန်နန်ပန်နဲ့ဟာတပြေးပြေးနဲ့ကဘာပေါ်ကရှေးကြဆုံးပီရမစ်ဒါမှမဟုတ်ရှေးကြဆုံးမက်ဂလက်တစ်ကျောက်တုံးကြီးတွေနဲ့တိစောက်ထားတဲ့နေရာဖြစ်လာနိုင်တယ်လို့အတည်ပြုဖို့နာတာဝီကြာကြာနဲ့သူ့ရဲ့အဖွဲ့ကနောက်ထပ်မြေကြီးထိုးပေါက်စစ်ဆေးမှုတွေကာဗွန်တန်တန်းတိုင်းတာမှုတွေနဲ့ဘူမိဗေဒဆိုင်ရာအချက်အလက်တွေကိုထပ်မံစုဆောင်ခဲ့ပါတယ်။သူတို့ရဲ့ဇွဲနဲ့လုံလာကတမိုင်းရဲ့အမှန်တရားကိုပေါ်ထုတ်ဖို့တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ဂန်နန်ပန်ရဲ့လိုအပ်ချက်တွေကအခုထိလဲအငင်းပွားပွဲရာအပြည့်နဲ့ရှိနေသေးပါ။ 2023ခုနှစ်မှာနာတာဝီတာယာရဲ့သုတေသနအဖွဲ့ကအဲဒီတွေ့ရှိချက်တွေကို Archaeological Prospection ဆိုရဲနိုင်ငံတကာသိပ္ပံ Channel တခုမှာတရားဝင်ထုတ်ပြန်ခဲ့ပေမဲ့ဝေဖန်မှုတွေပြင်းထန်လွန်းလာကြောင့်ဂျာနယ်ရဲ့တိဖြတ်သူတွေကမကြခင်မှာပဲစောင်းပါကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။သူတို့ရဲ့ကာဗွန်တက်တန်းဆက်ဆီးတဲ့နီလန်းတွေမှာအမှားယွင်းရှိနိုင်တယ်လို့ကောက်ချက်ချခဲ့ကြတာပါ။ဒီလိုပြန်လည်ရုပ်သိမ်းလိုက်ပေမဲ့ကန်နန်ဘန်နန်ပေါ်စိတ်ဝင်စားမှုကတော့လုံးဝမလျော့သွားပါဘူး။ အင်ဒိုနီးရှားအစိုးရကဒီနေရာကိုနိုင်ငံတော်အမွေအနှစ်ဖြစ်တရားဝင်တက်မှတ်လိုက်ပြီးနောက်ထပ်ဒုတိယသနအဖွဲ့တွေကိုဆယ်လွတ်ဖို့ပြင်ဆင်နေပါတယ်။ဒါဟာအရေးပါတဲ့ခြေလှမ်းတစ်ခုပါပဲ။ဘာလို့လဲဆိုတော့တရားဝင်အစိုးရရဲ့လေလံမှုတွေကလည်းရလာတဲ့အချက်အလက်တွေကပညာရှင်လောကအတွက်ပုံမခိုင်မာတဲ့အထောက်အထားတွေဖြစ်လာမှာကိုဗျ။ဒီတော့ဘယ်ရက်ဒီကြကအနိုင်ရသွားမလဲစိတ်ဝင်စားစရာပါပဲ။ဂန်နန်ပန်နန်ရဲ့လှုပ်ဝက်ချက်တွေကကမ္ဘာတမိုင်းကိုအစ်စ်ပြန်လဲရေးသားဖို့လိုအပ်နေပြီဆိုတာကိုပြသနေပါတယ်။ လုံးဝနှစ်ပေါင်း2800လောက်ကလေးကဒီလိုအစင်းမြင့်ဤပညာရည်နဲ့အေယာမအဆောက်အုံကြီးကိုတည်ဆောက်နိုင်ခဲ့တဲ့ရင်ကျေမှုကဘယ်လိုလူမျိုးတွေဖြစ်မလဲဘယ်လိုအကြောင်းအရာတွေကြောင့်ပျောက်ဆုံးသွားခဲ့ရမလဲဆိုတာကတော့ဒီကနေ့ခေတ်တိအပြည့်မပေါ်သေးတဲ့မေးခွန်းတွေပါပဲနောက်တဲ့သူတေသနာတွေဆက်လက်လုံးနေစေဖြစ်တဲ့အတွက်ဒီတောင်ဝန်ကြီးရဲ့နောက်ကွယ်ကအမှန်တရားတွေကတနေ့တော့ပေါ်ပေါက်လာနိုင်မယ်လို့မျှော်လင့်ရပါတယ်ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်